ဲတက်ကတူမှာရှိနေတက်နော်တက်တော့ဟုတ်ဘူးတက်ဖွဲ့ဝင်နေပေါ့တက်ဖွဲ့ဝင်နေဘယ်လိုလုပ်မှာလဲခင်ဗျားတို့ဒီတိုင်းပဲလားခင်ဗျားတို့ပေးကြပေးကြနဲ့ဟိုလက်နက်ကိုဒီတိုင်းပဲထားမှာလားဟိုလက်နက်တွေရဲဆိုတော့ဗျာအကင်သာ G3 G4 နဲ့တိုင်းပါပေါ့ဗျာခင်ဗျားတို့တော်လေးလဲနော်အဲ့ဒီခင်ဗျားတို့အဲ့ဒီဒီဒဝေဘက်က G1 နဲ့ G2 ခင်ဗျားတို့ဘာလုပ်နေတာလဲပြည်သူ့ကိုတက်တဲ့ဆေးအုပ်စုကိုအားပေးရင်မြန်မာပြည်သူလေးနဲ့တရုတ်အစိုးရမြန်မာပြည်သူတွေနဲ့တရုတ်ပြည်တွေဟာနှစ်ပေါင်းရာနဲ့ချီပြီးတော့ကဘာမကြီးဖြစ်သွားနိုင်လေဆိုတာကိုသူတို့သိအောင်ပြောပြဖို့လိုပါလိမ့်မယ် ဟိုင်းချယ်ရမီဝါပီတူညီကောင်မောင်မများအားလုံးမင်္ဂလာပါ Newsbit Channel ကနေပြမပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ3ရက်နေ့ရကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့နေနေ့ညမှာနောက်ဆုံးကြားသိရတဲ့တလွင်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စောင့်ဆောင်ကြည့်ရှုပေးကြဖို့အားလုံးအဖေခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးအနေနဲ့သတင်းတို့သတင်းကောင်းလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ မကွေးတိုင်းအဖဲမျိုးနဲ့နိုင်ရကန်စစ်တပ်စခန်းမကြဆုံးစေရဲ့အတွက်စစ်ကိုလာတဲ့စစ်သားတွေကိုဖျက်တော့တခဲခဲလို့စစ်သားကိုတေဆုံးပြီးတော့မလင်းနဲ့ကိုလည်းတင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တိုက်ပွဲကတော့အောက်မြေကနေရောပုံမှန်နိုင်ရကန်ကိုရောသူတို့ပစီကအစ်ချောင်းတွေအတွေ့ရောအထူးသဖြင့်နိုင်ရကန်လေချောင်းရံကာကွယ်တပ်မှရှိနေတဲ့တပ်တွေကိုရခဖြစ်တင်းဖို့ကိစ္စတွေအတွက်ကားတွေတက်မယ်ဆိုရင်အဲ့ဒီကားတွေတက်ဖို့အဆင်ပြေစေဖို့အတွက်အဲ့ဒီလမ်းကြောင်းမှာလုံချွေးလာယူရတဲ့သဘောမျိုးပါလုံချွေးလာယူတာကိုတိုက်ခတ်တာဖြစ်ပါတယ်။တိုက်ခတ်တဲ့အချိန်မှာရန်သူကိုအားလုံး ရှင်းလင်းနိုင်ခဲ့တာတော့မဟုတ်ပါဘူးကျွန်တော်တို့ရှင်းလင်းနိုင်တဲ့အလောင်းတွေရဲ့တန်ရတူတွေပဲယူပြီးတော့မှအခုဆိုရင်ကျွန်တော်တို့မြေပြင်ရှင်းလင်းတွေလုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဆိုပြီးတော့မှချင်းကော်ရဲတပ်ချင်းကော်ကော်ရဲတပ်ဖွဲ့အရှိုးတပ်ဖွဲ့ကတာဝန်ရှိသူ slide ရိုချင်းအနေနဲ့ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်နိုင်ငံကန်တကြောမှာရှိတဲ့ပေါ့နော်စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုအခုဆိုရင်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့မှဂျာဖက်ပေးဆိုတိုက်ခိုက်တာတွေလုပ်ဆောင်နေတော့ပြီးတော့မှစစ်ခွေးတပ်တိုက်ရတော့အခုဆိုရင်မျိုးစာဖြစ်သွားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ကချင်ပြည်နယ်ဘုံမြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KAI ပူအောင်တပ်နဲ့စစ်ကောင်စီတပ်ကြားတပ်ဖွဲ့ဆက်လက်ပြင်းထန်နေပြီးတော့မှမြို့ area များစုကို KAI ပူအောင်တပ်ကထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။တပ်ဖွဲ့ပြင်းထန်နေတော့မှဆိုပြီးတော့မှကချင်စေးသတင်းမြစ်ကနေပြီးတော့မှမင်းညပိုင်းကပြောပြထားတာဖြစ်ပြီးတော့မှအချိန်လေးအသေးစိတ်တော့ပြောဆိုထားချက်မရှိသေးဘူးလို့ကျွန်တော်ပြောရတာဖြစ်ပါတယ်။လီဒိုလမ်းမကြီးနဘေးလဝါရွာဘေးမှာရှိတဲ့ကချင်ခရိယန်တို့ရဲ့စုတောင်းတောင်မှာမင်းစစ်တပ်နဲ့မြောက်လိုင်းအဖွဲ့တွေကနေပြီးတော့မှအရင်လက်ကစစ်စခန်းတွားချထားတာအဲ့ဒါကို KAI ဒီမနေ့တွားတယ်လို့သိရတယ်ဆိုပြီးတော့မှ စည်သတင်းမျိုးကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘုံမျိုးနဲ့ပတ်သက်တဲ့ပေါ့နော်ဒီလိုအနီးတဝိုက်ကနေရာတော်တော်များများပါဆိုရင်တော့ခချင်းတပ်ဖွဲ့ဝင်တွေနဲ့အခုဆိုရင်စစ်ဘေးတိုက်ရတော့တပ်ဖွဲ့တော်တော်လေးပြင်ထန်နေတာပြတော့မကြခင်အားမှာတော့ကျွန်တော် KA PDF ပေါ်တပ်ဖွဲ့တွေကနေပြတော့စစ်ကောင်စီရဲ့အခြေစိုက်ထားတဲ့စခန်းတွေပြတော့မှသူတို့ရဲ့စစ်ဌာနချုပ်ပေါ့နော်ဒီစကားခ20တကောအမြန်ဆုံးတိုက်ပတ်ရရှိနိုင်မလို့မျှော်လင့်ရတာဖြစ်ပါတယ်စရာကျော်ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့စစ်ကောင်စီရဲ့တတိယ အင်အားကြီးဆုံးပုဂ္ဂိုလ်တူလို့ပြောမှာဖြစ်တယ်ပေါ့နော်ဘူချုပ်ကျော်စော်လေးကနေပြီးတော့မှ NUG PDF တွေကိုစင်ခေါ်လိုက်ပြီးဆိုပြီးတော့မှပြောဆိုထားတဲ့ရဲဘော်ရှမ်းလေးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရဲဘော်ရှမ်းလေးဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်အရေးအချင်းလေးနည်းနည်းလေးပြပြီးတော့ကဖားရက်ဖားပြီးတော့လက်ရှိအချိန်မှာတော့ကြီးရေလေးနှိမ့်နိုင်ကိုကဲရေမှုဘူချုပ်ကြီးကျော်စွာလေးဖြစ်လာတဲ့သူ့ရဲ့တမိုင်းမှာသူ့တမိုင်းတအားကိုကြီးပါတယ် ဆိုတော့ဒီကနေ့မှသူကထုတ်ဖော်ပြီးတော့စိတ်ခေါ်လာတယ်။ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေကိုချိန်မုံမယ်။ဟင်းဆုံဆုံးထားတဲ့မြို့ရွာနေမြေတွေကိုတနေ့မှအကုန်လုံးကိုတိုက်ခိုက်သိမ်းယူပြမယ်။ဆိုတော့ဒီအချိန်นี่ဖြစ်လာခဲ့ရင်ကျွန်တော်မိပါလေ။စိုးရိမ်ပူပန်မှုရှိနေမှာဆိုလို့ကျွန်တော်ကပြပြနေခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ ဖြစ်စဉ်လေးကိုတင်ပြပေးပါမယ်။ကာဘော်ရဲ့ဦးစီးချုပ်ဂျုံမှာပြီးခဲ့တဲ့28ရက်နေ့ညနေပိုင်းမှာကျွန်တော်တို့စီဝေးလုပ်ပါတယ်။အဲ့ဒီစီဝေးကတော့နောင်ချိုဗမော်ဖာကန်ကျွန်တော်တို့ပထောင်းနဲ့ ARR မှာရှိတဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့စီဝေးလုပ်တာပါ။ဆိုတော့ ARD ကိုလည်းရခိုင်နဲ့အရခကျွန်တော်တို့ရခိုင်ကအရခတက်တော် AA နဲ့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်နေတယ်။ဟုတ်ပြီ ကျွန်တော်တို့နောင်ချိုမှာလည်းကျွန်မမိပါတယ်တည့်တဲ့အတိုင်းပဲဗမော်ကလည်းပဲဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့နေရာဖားကန့်ပို့ဆိုးပထောင်းကတော့ဘယ်ကောင်းမှတောင်မှခြေတောင်မချရဲတဲ့နေမြေဘယ်ကောင်းမှဆိုတာကစစ်ခွေးရဲခွေးကျွန်တော်စကားမှန်လားမမှန်လားဆိုတာအဲ့ဒီပထောင်းတို့ဗမော်တို့ပြီးတော့ကျွန်တော်တို့ဒါ AR စီစာမျက်နှာနေရာထက်တီးတီး ကိုအကျမဖက်စစ်ခွေးတက်ရဲခွေးစစ်ခွေးသွားရဲလားလို့သူတို့ကိုပေါ်တင်မေးလိုက်ရင်သိပါလိမ့်မယ်။ဟုတ်ပြီ။ဒီလိုအချိန်လေးမှာအကျမဖက်စစ်ခွေးတက်ကလေချောင်းကနေပြီးတော့အသာစီးရယူနိုင်မယ်ဆိုတဲ့သူတို့ရဲ့တခုဒီတော့စင်မနာပြင်ဖွင့်နိုင်တဲ့အခြေအနေနဲ့ကျွန်တော်တို့ကိုလေချောင်းကနေပြီးတော့တိုက်ခိုက်အနံ့ယူဖို့သူတို့တွေပြင်ဆင်ခဲ့တဲ့လက်ရှိလဲအသုံးပြုနေစေ။ ။လေကြောင်းကနေဘလို့မျိုးပဲသူတို့တွေဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါစေ။မြေပြင်မှာကျွန်တော်တို့ဟာတစ်ခုပြီးတစ်ခုအရှိကိုတိုးပြီးတော့တိုက်ခိုက်သိမ်းပိုက်နေတာကိုအံ့ဩပွဲအကြမ်းဖက်စစ်ခွေးတကကောင်တွေငုတ်တုတ်မေ့ထိုင်ကြည့်နေရပါတယ်။ဒါတော့ရေဘော်ရှင်ကြီးပြောထားတဲ့ပေါ့နော်ကျွန်တော်တို့ခုဆိုရင်စကောင်စီရဲ့ကြီးရည်လေးညီတိုင်းကွက်ွက်ရေးမှုဒီဘူဂျိုးကျော်စော်လင်းရတယ်ပြမ NUG PDF တွေကိုမှာကြခင်ပါပဲအမြင့်ဖြတ်ချေမုန်းတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် ပြောဆိုထားတာကိုတင်ပြထားတာဖြစ်တယ်။ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းခုဆိုနေရာတော်တော်များများမှာဆိုတော့ကျွန်တော်တို့တလိုင်းပူပေါင်းတပ်ဖွဲ့တွေကနေပြီးတော့မှစစ်ကောင်စီကိုအများဆုံးထိန်းချုပ်ထားနိုင်တာပြီးတော့မှသူတို့ထိန်းချုပ်စုမိုးထားပါတယ်ဆိုတဲ့နေပြီးတော့ထိတောင်းပါပါနော်။အခုဆိုရင်ချင်းချောင်းနေတာပဲဖြစ်တယ်။ဒါကမြောက်လိုင်းတို့အစုအနေနဲ့ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေပုံမှာဆက်လက်ပြီးတော့မှကောက်ချက်ရုံမအောင်မယ်ဆိုတော့သူတို့အကျိုးဆက်ကိုခံစားရမယ်ဆိုတဲ့ပါနော်။အရေးအောင်တွေလည်းတွေ့ရတာပဲဖြစ်ပါတယ်။ဒီဘူချုပ်ချော်ဆောင်လင်းဘီလိုမျိုးတွေအားချောင်းပြီးတော့မှပြောနေပါစေ။မြေပြင်မှာတော့တောင်းလိုင်းအင်အားစုတွေကနေပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနေ့စဉ်နဲ့မြမျိုးစာဖြစ်ပြောင်းလဲပေးနေတာကိုလည်းကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်မြန်မာတော်လိုင်းရေးမှာစစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်နောက်ကွယ်ရနေပြီးတော့မှအခုဆိုရင်တောက်ပတ်မှုတွေလုပ်နေတဲ့တရုတ်ရဲ့ပြဿနာကိုကျွန်တော်အနေနဲ့ဘယ်လိုမျိုးကောက်ွက်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြနဲ့တုံ့တက်ပြောဆိုထားတယ်ပဲဖြစ်ပါတယ်။ဦးသိမ်းမြဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြေမှာကြည့်လိုက်ရအောင်နော်။တရုတ်ကမုံတိနေကြတယ်ဆိုတာကိုနားလည်ပြီးလို့ရပါတယ်ကျွန်တော်အထက်မှာပြောခဲ့သလိုပဲမုံစရာတွေကလည်းဘယ်နှမနှောရှိပါတယ် ကျွန်တော်ရောတရုတ်ကိုမမုန်းဘူးလားလို့မေးလို့ရှိရင်အမှန်တမ်းရိုးရိုးတသားဝန်ခံရတယ်မုန်းပါတယ်မုန်းစရာတွေပကြိုက်စရာတွေအများကြီးပါဒါပေမဲ့တရုတ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့စိတ်လိုက်မှန်းပါလို့လို့မဖြစ်ပါဘူးစိတ်လိုက်မှန်းပါလို့ရင်မှားပါလိမ့်မယ်တရုတ်ကစူပါ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 တရုတ်ထက်မှာအမေရိကန်လောက်ပဲရှိပါတော့တယ်အဲ့ဒီရောတရုတ်နဲ့ပြန်တိုက်ရင်နိုင်မို့မလွဲပါဘူးနိုင်မယ်ဆိုရင်တောင်မှပေးဆပ်ရမယ့်တန်ဖိုးကတိတ်ကြီးပါလိမ့်မယ်အမေရိကန်ကိုဗီယက်နမ်ကရှင်တိုက်တယ်လို့မျိုးတိုက်ရပါလိမ့်မယ်ဗီယက်နမ်နဲ့တန်ဖိုးကြီးကြီးပေးဆပ်ရတယ်လို့မျိုးပေးဆပ်ရတာမျိုးဖြစ်ပါလိမ့်မယ် တော်တော်ခက်ခဲတဲ့ကိစ္စပါတရုတ်ရဲ့လက်နက်အင်အားနဲ့စာရင်နန်ချက်ကူအစ်စ်လောက်ဖက်ပိုင်နေဘူဂျုံမင်းအောင်လိုင်းတို့စစ်အုပ်စုကိုတောင်မှကျွန်တော်တို့ခက်ခက်ခက်ခဲရှင်းတိုက်နေရတဲ့အနေထားပါဒီတော့တရုတ်နဲ့ထိတ်တိုက်တွေ့တဲ့လမ်းကြောင်းကိုကျွန်တော်တို့တတ်နိုင်တယ်များရှောင်ရှားတင်ပါတယ် တချိန်တည်းမှာပဲမြန်မာနိုင်ငံရေးကိုတရုတ်နားလည်လာအောင်နှီးမျိုးစုံနဲ့ကျွန်တော်တို့ချင့်ကပ်တင်ပါတယ်အဆင့်မျိုးစုံ level မျိုးစုံကနေပြီးတော့ကိုနီကိုဟန်နဲ့ချင့်ကပ်မှုအမျိုးမျိုးလုပ်တင်ပါတယ်အမုန်းစကားပြောရန်ဖြစ်နေတာတဲ့မြန်မာနိုင်ငံရေးကိုတရုတ်နားလည်လာအောင်ရှင်းပြတင်ပါတယ်ပြည်သူ့ကိုတက်တဲ့ဆေးဥစုကိုအပိရင်မြန်မာပြည်သူတွေနဲ့တရုတ်အစိုးရမြန်မာပြည်သူတွေနဲ့တရုတ်ပြည်သူတွေဟာနှစ်ပေါင်းရာနဲ့ချီပြီးတော့ကဘာမကြီးဖြစ်သွားနိုင်တယ်ဆိုတာကိုသူတို့သိအောင်ပြောပြဖို့လိုပါလိမ့်မယ်ကာလာတို့အကျိုးစီးပွားကိုကြည့်ပြီးတော့စစ်ကောင်စီနဲ့ပြည်လဲအောင်ပေါင်းမဲ့အစား ည်သူနဲ့ပေါင်းတင်တယ်ဆိုတာကိုသူတို့နားလည်သဘောပေါက်အောင်ပြောဖို့လိုပါလိမ့်မယ်။အဲ့ဒါလိုပြောတဲ့အခါမှာဆော့ဆော့ကကျွန်တော်ပြောသလိုအဆင့်မျိုးစုံ level မျိုးစုံကနေချင့်ကပ်ကြဖို့လိုပါလိမ့်မယ်။အရေးကြီးဆုံးချင့်ကပ်တဲ့သူက NUG အမျိုးသားညီညွတ်ရေးအစိုးရပါ။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေး policy ဟာမအောင်မြင်ဘူးလို့ဆိုရမယ်ထင်ပါတယ်။အမေရိကန်ရဲ့ထောက်ခံအားပေးမှုကိုလည်း NUG ချင်းချင်းချင်းမရပါဘူး။တရုတ်ကလည်းရန်သူလို့သတ်မှတ်တာခံရပါတယ်။အပြစ်တော့မတင်ချင်ပါဘူးဗျာ။ သူ့ရှိတဲ့အင်အားနဲ့သူတက်နိုင်သလောက်သူလောက်တာပဲနေမှာပါဒါပေမဲ့အခုလိုအချိန်မျိုးမှာတရုတ်ဆိုးရနဲ့ရအောင်ချင်းကပ်စကားပြောတင်ပါလေတရုတ်ဆိုးရကိုထိုင်ဆဲနေမယ်ဆိုတာသူတို့နဲ့တွားစကားပြောပြီးတော့သူတို့နားမလည်တာတွေကိုရှင်းပြရပါလိမ့်မယ်သူတို့ကိုရအောင်စီယုံဖို့လိုပါလိမ့်မယ်အမေရိကန်ရဲ့လူလည်းမဟုတ်ကြောင်းတရုတ်ရဲ့လူလည်းမဟုတ်ကြောင်းအမေရိကန်တရုတ်နှစ်ဖက်စလုံးနဲ့ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကိုလိုလားကြောင်းဗက်မလိုက်တဲ့ဂျာနေမူဝါဒရှိကြောင်းကိုတရုတ်ယုံကြည်လောက်အောင်ဆွေးနွေးပြောဆိုဖို့လိုပါလိမ့်မယ်ဆွေးနွေးပြောဆိုနိုင်တဲ့သူစီယုံနိုင်တဲ့သူတွေကတစ်ဆင့် အဲ့ဒီလူတွေနဲ့အတူတယောက်ကိုချင်းကပ်ပြောဆိုကြဖို့လဲလိုပါလိုက်မယ်ခေါင်းဆောင်ဆိုတာချစ်တဲ့မုံနဲ့ပုံကိုရေးစိတ်ဆန္ဒတွေကိုယ့်ရဲ့စိတ်ဆန္ဒတွေကိုထိမ့်သိမ့်မျိုးသိပ်ပြီးတော့ပြည်သူပြည်သားကိုစားစကားပြောနိုင်ဖို့လိုပါလိုက်မယ်ပြည်သူအကျိုးတိုင်းပြည်အကျိုးအတွက်စကားပြောဆိုနိုင်ဖို့လိုပါလိုက်မယ်ဒီမှာဦးသိမ့်မြပြောထားသလိုပဲကျွန်တော်တို့တော်လိုင်းရင်းမှာဆိုတော့စစ်ကောင်စီကိုပေါ်တင်ထောက်ခံမှုတွေလှောက်ဆောင်နေပြီးတော့မှမြန်မာတော်လိုင်းမှာတကယ်ကိုခြေရှုပ်နေတဲ့ပေါ့နော်တရုတ်ကိုကျွန်တော်တို့ NUG ပါဝင်ကျန်တဲ့တော်လိုင်းတဖို့ပုံတွေကနေပြီးတော့မှ ခုကရေနိုင်ငံရေးမှာပါနဆွန်နဲ့ကစားဖို့လုပ်နေပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တဲ့ကျောရွနေကတော့ဒီတရုတ်ကိုဆေးရရလုံးဝမရှင်နိုင်ဘူးဆိုတာတည်တာလာပြင်မဲ့တစ်ဖက်မှာကျောရွနေကတော့နိုင်ငံရေးပိုင်းဆိုင်ရာမှာကျောရုတ်ဘက်ကတရုတ်ဘက်ကနေပြန်မှရင်းရင်လာအောင်ဘယ်လိုမျိုးတွေလုပ်ဆောင်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ခုကရေကဖြေရှာဖို့လုပ်နေတာပဲဖြစ်ပါတယ်ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့မှကြီးရှုနေကြတဲ့မိဘပြည်သူတွေဘက်ကနေပြန်မှလည်းကိုယ့်ရဲ့မျိုးလေးတွေကိုချိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချုံမြင်းမြန်းနေပြီးတော့မှ ျွန်တော်ဒီ PDF တိုင်းတားလိုက်တဲ့ခိုင်တဖို့ဝင်နေတဲ့စက်ကောင်စီတို့ကြပြက်ခတ်ရဆဲပြမငင်းချိုင်းယူတင်ပြီးစပရမပေါ့နော်ဝူချောင်ချားနဲ့ပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ဒါဆိုကအဲ့လိုဒီသဘောတင်မှာလဲလို့ကျွန်တော်မြင်သူတို့သဘောထားကသူကနောက်ဆုံးသူတို့သဘောထားကတော်တော်ကိုရှော့ထားတွေ့ရတယ်တော်တော်ကိုလည်းသူတို့ရှော့ထားလို့ပြောရတယ်ပြောရဖြစ်တာပွန်လို့ပြောတယ်တော်တော်ရှော့လို့လို့ကျွန်တော်ပြောတယ်လို့ပြောရတယ်နော်ဆိုတော့ရှော့တယ်အဲ့တော့သူတို့အနေနဲ့တစ်ဖက်ဖွဲ့စည်းရဲ့ဒါတကယ်သားဟိုမှန်ဂရိကဝတ်တီးရင်သူတို့ကဒီအပြစ်ရကိုတတန်းတိုးဖို့ဝင်လေးမဟုတ်ဘူးမမလေးချောင်းဝင်ချောက်ကတတန်းတိုးဖို့ပဲတောင်းအပ်ပေးတယ် ကောင်းပါလေဒီအပြစ်ခက်ရက်ဖို့တရံတိုးတဲ့ခိုင်းတဲ့ကိစ္စတော့ကျွန်တော်တို့ဘာမှကောင်းစရာမရှိဘူးသိကောင်းတဲ့ကိစ္စပါဘာလို့ဆိုတော့တစ်ဖက်နဲ့တစ်ဖက်အပြစ်ရထားခြင်းအပြင်အနည်းဆုံးတော့ဘာဖြစ်သွားလဲဆိုတော့လူတွေမသိတော့ဘူးဘယ်လိုလုပ်ရမလဲမင်းကျွန်တော်မြင်တဲ့အပြစ်ရကနော်ကျွန်တော်မြင်တဲ့အပြစ်ရကဥပမာထားပါတော့အညာလေးသားကမျိုးတစ်မျိုးပါရွာတရာမှာဒီရွာကဒီရွာကပြည်သူစစ်ရွာဒီဘက်ကပြည်ရဲရွာအဲ့ရွာနှစ်ယောက်ကြားမှာအပြစ်ရလိုက်တာစအဲ့လိုကစဟိုအောက်ခြေထိပြန့်နှံ့သွားမှာအပြစ်ရကအောက်ခြေထိပြန့်နှံ့မှာအောက်ခြေထိစိတ်ဆင်းရစိတ်ဝင်နေရမှာအပေါ်ဝမ်းပြတ်သွားလို့မရအောက်မှာစိတ်ဝင်ရမှာဒီ A ရွာနဲ့ B ရွာရွာရှိမယ်အညာလေးသားရွာနှစ်ယောက်ပေါ့ဒီဘက်ကပြည်ရဲရွာဒီဘက်ကပြည်သူစစ်ရွာ အဲ့ဒီငါကြမှာတနတ်တန်တနတ်လုံးဝမတုံးလားတိချက်တနတ်လုံးဝမတုံးလားတနတ်ဖောက်ဘူးလုံးဝမစင်သားလားနှစ်ဖက်ခေါင်းတော့နှစ်ဖက်ခေါင်းတော့ညှိလိုက်တင်ရကြမှာညှိပြီးတော့မင်းတို့ရွာလဲတနတ်ဖောက်တယ်ဟုတ်လဲတနတ်ဖောက်ဘူးမင်းတို့ရွာကငါတို့ဓာတ်ပစ္စည်းပို့မယ်ငါတို့ရွာမင်းပစ္စည်းပို့အပြန်လန်ပို့တနတ်လုံးဝမဖောက်ဘူးငါတို့ချင်းချင်းတနတ်မကင်ဘူးငါတို့ချင်းချင်းမကြည်လဲမှုတွေကိုစကားနဲ့ဆွေးနေမယ်စကားနဲ့ဆွေးမကြည်နဲ့လက်သေးချင်းထားထုတ်မယ်ကွာစကားနဲ့ဆွေးတနတ်မတုံးမကြည်နဲ့လက်သေးချင်းထုတ်မယ်ဒါတော့ပဲဓာတ်ထုတ်တွေမတုံးကွာဒါတော့ပဲသွားမယ်အဲ့လိုအဲ့လိုနီးကိုစပြီးညှိပို့ရွာတွေထိစိတ်ဝင်ပြန်နေပြီးတော့အောက်ခြေကြီးလောက်အောင်အဲ့ဒါလောက်ပြီးတော့မြို့နယ်ဆင်လောက်ပြီးရင်အဲ့လိုမှပြီးတော့မှပြည်တော်စုဆင်ပြည်ပြင်းတက်အဲ့လိုသွားတယ် အခုကဘာလဲဆိုအပေါ်ကပြည့်ရပါတယ်လို့ပြောတော့အောက်ကချတာအဲ့လိုဇလိုင်းကြီးကြီးတယ်ဆိုတော့အဲဒါကြောင့်ရွာတွေအထိစိတ်ဝင်ပြောင်းနိုင်လို့လို့ကြီးရွာမှာရှိတဲ့ပြည်သူတွေဗျာခင်ဗျာပို့တယ်မကြီးရွာမှာရှိတဲ့ပြည်သူတွေကအေးအေးဆေးနေကြတာဘသူကမြန်တနာကြီးတခါကနေရှောက်ခိုးလို့ပြစ်တာဒီလိုပြစ်တာ ਨੇ ဖြစ်တဲ့ဘဝကြီးရှားတယ်မှာဘသူကမနေချင်ဘူးအေးဆေးနေကြတာဒါပေမဲ့အခုပြဿနာကတနက်ကင်ထားတဲ့ကောင်ကြီးကတွေ့ရလို့ပြစ်တာနေပြစ်တာအကုန်ရှင်းမရဘူးအဲ့ကြောင့်မလို့ကြီးရွာအဆင့်စိတ်ဝင်ပြောင်းနေသွားတဲ့ဒီပြစ်ခတ်ရဆေးကြီးကြီးရွာဆက်တီရောက်သွားကြီးရွာရဆက်တီရောက်သွားလို့လို့ကြီးရွာဆက်တီစိတ်ဝင်ပြောင်းနေသွားမှာကြီးရွာတွေမှာရှိတဲ့ကြီးရွာရဲ့ PDF ခေါင်းဆောင်ဒီဘက်ကပြည်သူ့စစ်ခေါင်းဆောင်တွေချင်းချင်းချားမှာအချင်းချင်း contact ရှိလာမှာ contact ရှိရဆက်သွယ်မှုရှိရဆက်သွယ်မှုရှိပြီးတော့ A ရွာမှာလိုနေတဲ့စားနေကောင် B ရွာသွားပို့ B ရွာမှာလိုနေတဲ့စားနေကောင် A ရွာပို့အပြန်လန်ပို့ကြရင်လည်းအပြန်လန်ပို့ကြရင်လည်းတနက်လုံးဝမတော့ဘူးတနက်ကိုဖေးချထားလိုက်တယ်အငင်းပွားတဲ့ရှင်စကားနဲ့ပွားတယ်ပြောကြတယ်မင်းကပါလေမင်းဒီလိုငါမကြိုက်ဘူးဒါကမင်းပြောလို့ငါပြောပြောကြတယ်နောက်ဆုံးမှမချင်းနဲ့လက်သိနဲ့ထားဖို့ဒါတော့ပဲဒုက္ကိုင်နဲ့ဒါကိုင်နဲ့မပါဘူးတနက်ကိုင်နဲ့မပါဘူးအဲ့ဒီနီးကိုစပြီးတော့ချွေကြဖို့ကျွန်တော်တော့မြန်မာနိုင်ငံတနင်္လာရီမှာရှိတဲ့တနက်ကိုင်ထားကြတော့ PDF တင်နေပြည်သူစစ်တီနဲ့တက်မလို့သားတွေကိုတိုက်တော့မှာဒီမှာကျော်မင်းပြောတဲ့ပုံစံရတော့အခုဆိုရင်မြောက်လန်တို့အစုကနေပြီးတော့မှ ပြက်ခတ်ရဆက်ဖို့ကိုပေါ့နော်စိတ်ဆန္ဒပြင်းပြနေတယ်ဆိုတဲ့ပုံစံနဲ့အားချောင်ပြောဆိုထားတာဖြစ်တယ်ကျတို့ဒီ March 28နေ့မှာငလင်းလို့တွားတော့ဆိုလဲအဲ့ဒီမှာပဲကျတို့ပြည်သူတွေဝမ်းနဲ့ပူဆွေးပြီးတော့မှထိခိုက်သေးဆုံးမှုတွေများနေတဲ့အချိန်မှာစကောင်းစီရနေပြီးတော့မှဂျန်တဲ့နေရာတွေတားတွေမှာ light ဘုံကျဲတာတွေလဲကျတို့ကြားသိရတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးပြည်သူလူထုကိုစပြီးတော့မှပေါ့နော်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာတပ်ဖြတ်မှုတွေလှုပ်ဆောင်နေတာက physical တပ်ပဲဖြစ်တယ်ဆိုတော့လဲသူတို့ကိုယ်တိုင်တည်တင့်တာပြီးတော့မှနာကိုမတိဘဲနဲ့ပေါ့နော်အားချောင်ပြောဆုံးနေတာကဒီကောင်တွေကတော့ မှန်တရားဖုံးဖိပြီးတော့မှကျွန်တော်တို့ PDF တွေနဲ့ကျွန်တဲ့ပြည်သူပြည်တော်သားတွေကနေပြီးတော့မှပဲဒီစကောင်စီကိုအယုံဆုံးစားထိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုဝါဒဖြန့်ပြောဆိုနေတာပဲဖြစ်ပါတယ်။ကျွန်တော်ကလည်းပြီးတော့မှလည်းရှင်းရှင်းလင်းပြောထားပြီးသားစကောင်စီအနေနဲ့ကတော့သူတို့နဲ့တက်ဆိုင်တဲ့စစ်တမ်းလေးကိုတွဲရင်တော့မတော်ဘူးဆိုတော့ပြည်သူတရားလုံးကနေပြီးတော့မှ Facet အာဏာရှင်စနစ်မပြုတ်မချင်းအဆုံးစွန်ထိတိုက်မယ်ဆိုတာကိုလည်းချွေးချော်ထားပြီးသားမလို့သူတို့ကလည်းပြီးတော့မှဒါအဲ့ဒီရွေးချယ်မှုတွေတဲကတခုကိုမကြခင်မှာပဲပေါ့နော်။ဆုံးဖြတ်ရမယ်ဆိုတာကိုလည်းအတိပေးပြောကြလို့ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြောင်းကြရနေပြီးတော့မှတိုင်တန်းရှုံးမြောက်လိုက်ရဲ့ဒီစီရေးဗျူဟာတွေအကြောင်းတော်တော်လေးပေါက်ကွဲပြောဆိုနေတဲ့အားလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မိမိကိုယ်ကိုမိမိယုံကြည်ရမယ်မိမိကင်ထားသောလက်နက်ကိုယုံကြည်ရမယ်မိမိရဲ့တပ်မတော်တပ်ဖွဲ့ဝင်ပေါ့ဒီဘယ်ခေါ်မလဲဆိုလို့ရှိရင်မိမိရဲ့ရဲဘော်ရဲဘက်ကိုယုံကြည်ရမယ်ဒီယုံကြည်ချက်သုံးခုတိစောက်ပြီးသွားလို့ရှိရင်မိမိရဲ့တပ်ကိုလည်းယုံကြည်ရမယ်ငါတို့တစ်ခုခုဖြစ်ရင်ငါတို့နောက်ကတပ်ကဝင်လာမှာပဲဆိုတော့ဒါတပ်မတော်ပေါ်မှာယုံကြည်မှုဆိုတာရှိရမယ်အဲ့ဒီယုံကြည်မှုသုံးခုလုံးဟာဘယ်မှာမှရှိမှာမဟုတ်ယုံကြည်လို့မရတဲ့အခြေအနေမျိုးဖြစ်လက်နက်ကြည့်လိုက်တဲ့ခါကျတော့လည်း စောက်ပြက်ပြီးကျိုးနေတာပဲအချက်ပြက်ပြီးပြုတ်လို့မရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ခင်ဗျားတို့ဘာလုပ်ထားတာလဲတမင်တကာများတမင်တကာများဒီလိုမျိုးပေါ့နော်မကြကြအောင်လုပ်ထားတာလားပေါ့ဟိုပြီးခဲ့တဲ့စကံဟိုမောင်မရှောင်ခွေးဟာနော်မောင်မရှောင်အောင်ဖြစ်ပါကျွန်တော်ဒီဟာလီခွေးဟာလက်နက်ကြီးလုံးဝမရှိလို့နောက်ဆုံးပိတ်လက်နက်ချလိုက်ရတာအဲ့တော့ကိုကိုသက်တေဝါးသူရောဒီဖန်ခံရသူတွေရောကျွန်တော်အကုန်လုံးကိုလေးစားပါနဲ့ကြီးကြီးစမ်းပြတ်သွားတဲ့အချိန်ထိခံတိုက်တယ်နော်နောက်ဆုံးပိတ်စကံကြာသွားမှမလုပ်လို့မရတော့အခုတဝဲသက်ကတူမှရှိနေတဲ့ နော်တက်တော့ဟုတ်ဘူးတက်ဖွဲ့ဝင်နေပေါ့ဗျာတက်ဖွဲ့ဝင်နေဘလို့လုံးမှာလဲခင်ဗျားတို့ဒီတိုင်းပဲလားခင်ဗျားတို့ပေးကြပေးကြနဲ့ဟိုလက်နက်ကိုဒီတိုင်းပဲထားမှာလားဟိုလက်နက်တွေရဲဆိုတော့ဗျာအကင်တာ G3 G4 နဲ့အကင်ပါပေါ့ဗျာခင်ဗျားတို့တော်တော်လေးလဲနော်အဲ့ဒီခင်ဗျားတို့အဲ့ဒီဒီတဝဲဘက်က G1 နဲ့ G2 တွေခင်ဗျားတို့ဘာလုပ်နေတာလဲခင်ဗျားတို့ကိုပြည်သူကလည်းမယုံတဲ့ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့ဒါကဟိုမပြောချင်မဲနဲ့ပြောရတာပါနော်အရေးတွေအကိုင်းနဲ့တက်ဆိုလို့ရှိရင်ခီဆိုလာတဲ့ဟာဆိုလာတာကျိုးတဲ့ဟာကျိုးလို့ကြည်တောင်းတော့ပြပြတရားချမ်းဖြစ်တော့ ပြောင်းကြီးကတော့ပြောပြီနော်အခုဆိုရင်ရဲတဖို့နဲ့ခံတဲ့တန်တော်တွေကတောင်းပါဆုတ်ပြတ်လွန်းလို့ကိုသူတို့အနေနဲ့အဲ့ဒါတွေကြောင့်ပဲလည်းနေချာအညံ့ခံရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင်ကအရေးချင်းမရှိဘဲနဲ့တော်လိုက်တဖို့နဲ့စင်ကိုပြောဆိုပြီးတော့မှရှေ့တန်းမှာကျတော့မြင်ကုတ်လေးတွေနဲ့အစ်ချမ်းသာပြေဖို့တောင်းဆိုနေတာကိုလည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဘလိုပဲပြောပြောကျွန်တော်တော်လိုင်းရေးပဲတော်တော်သားတွေကနေပြီးတော့မှစစ်ကောင်စီတဖို့နဲ့နောက်မကြသေးခင်မှာလေးဝင်ကြဖို့ပြောဆိုနေတဲ့အချိန်မှာအလေးမွန်ဘန်းနဲ့ပေါ့နော်အခုလိုမျိုးပေတီတီလုံးနေဟုံးမယ်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့မှ ။ဓမင်းကုံခံပြီးတော့မှကျွေးမွေးဆောင်ရှောက်တာတွေမလုပ်တော့ဘဲနဲ့တခါတည်းဘုရားပြောင်းပေးတော့မယ်ဆိုတော့လည်းပြောဆိုထားကြတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီအေးချုံပေါက်ကတော့ကနေပြီးတော့မှကျွန်တော်အေးနဲ့ဒီရခိုင်ပြည်သူတွေပေါ်မှာဘုချုပ်ထုံးမြင့်နေရနေပြီးတော့မှပြောနေပြောစားတွေလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အချောင်းစင်ခေါ်ထားတဲ့ဟာလေကျွန်တော်စစ်ပြတော့မှကြည့်လိုက်ရအောင်စစ်သားမျိုးတွေတိုင်းမှုကြီးတွေပေါ့နော်ဒီထက်ရာဇဝဲကြီးပြီးမှတိုက်ပြီးအတွက်ဗလာဒနာအတွက် နော်အကျိုးပြုနိုင်ပါသေးလို့လည်းပေါ့ကိုတော့ကနေဒီအရဲစုတော့မေတ္တာပို့ပေးပါလိမ့်ကနော်တောင်းတစ်ခုကချင်ဝါနော်နှောင်းချုံမျိုးနဲ့ပေါ့နော်ချမ်းပြေနိုင်မြောင်ပိုင်းနှောင်းချုံမျိုးနဲ့နီးတစ်ပိုက်မှလည်းတိုက်ပွဲနဲ့ငယ်ဖြစ်တယ်လို့ဦးဇင်းတို့ကြားတီးရနဲ့ငယ်ဖြစ်တယ်ပေါ့နော်ဒီတရနေပလောင်နေနဲ့ဒီမီဒီယာတွေပေါ့ပီဒီအက်တွေဟိုဒါလက်မတော်ကနေမှလိုက်ပြီးမှထုတ်တင်ရှင်းလင်းတယ်လို့ဦးဇင်းတို့ထုတ်တင်ရှင်းလင်းတာပေါ့ဗျာရှင်းလင်းတယ်ဆိုတာမတိကျတဲ့ရှင်းလင်းနေတယ်ပေါ့နော်ရှင်းလင်းနေပါပြီဗျာတကယ်ကြီးနဲ့နော်ဒီတစ်ပတ်အတွင်းတော့ထူးမဲ့ထင်တာပဲနော် ဲ့တော့တပတ်အတွင်းထူးထူးခြားခြားရှိလိုက်မယ်လို့ဦးစင်းကတော့ဒါယုံကြည်တယ်ပေါ့နော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ PDF ကဟုတ်ပြီနောင်ချိုလည်းရှင်းမယ်တဖြည်းဖြည်းနဲ့ရှင်းမယ်ရှင်းနေတယ်ပေါ့အနေထားရဆိုပြီး PDF ကဘယ်လူတွေတော့ပေါ့မှာ PDF ကဘယ်နေရာကိုသွားနေမှာလဲလို့မေးခွန်းထုတ်ပြီးတေချာတာတစ်ခုကတော့တရားနေရာလဲ PDF ကိုခွေးမောင်းလို့မောင်းထုတ်မယ်အနေထားတစ်ခုကိုဦးစင်းအနေနဲ့ကတော့ မြင်မိတယ်ပေါ့နော်တုံးတက်ချင်တယ်ပေါ့နော်ဒီနေရာလေးနော်အဲ့ဒီနေရာလေးထူးထူးကငကောကလေးပြကျွန်တော်တို့ဒါငင်းငင်းဘာညာယူတော့မော်ခင်ဗျာဆို PDF ကိုစောင့်ကန်ပါလေဒါမှ PDF ကိုစောင့်ကန်ပစ်လိုက်ပါလေဒီနေရာလေးထုံနည်းတူတာပဲဖြည်းဖြည်းနဲ့စောင့်ကန်တော့မှာနော်ဖြည်းဖြည်းနဲ့အဲ့တော့ကိုယ့်ဘက်ကဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင်ဒီချိန်မှာနော်ဒီချောင်းမှာ AA ဆိုတာလေခင်ဗျာကြည့်တာဖြည်းဖြည်းနဲ့နော်ထွေးမြေနိုင်ရအလိုလိုရင်းပျောက်သွားလိုက်မယ်ထွေးမြေနိုင်အလိုလိုရင်းပျောက်သွားလိုက်မယ်ထွေးမြေနိုင်ကိုလိုလိုအေးအေးချေးမဲ့ဖြစ်ဖြစ်ပြဗာပြေးမဲ့ဖြစ်ဖြစ်ပြဗျာသူအေးငင်းချမ်းမှုကိုလိုလားတဲ့အေးတွေလည်းရှိကြပဲ ်ငင်းချမ်းမှုကိုလိုလားတဲ့ရခိုင်တိုင်းရင်းသားတွေရှိတယ်အေးချမ်းချမ်းနေကျင်တဲ့ရခိုင်တိုင်းရင်းသားတို့လည်းရှိတယ်အထူးအများကြီးတော့မဟုတ်တချို့ရှိတယ်လူလိုချင်းကိုဖြစ်သွားလိုက်မယ်ပြင်းပြင်းနိုင်ဒီသူကရခိုင်ပြည်နယ်ကြီးလွတ်မြောက်ရေးလို့ကသူကပြောနေတယ်သူတို့မိသားစုချမ်းသာရေးတာထွေးမြင့်နိုင်ဒီလှုပ်ဆောင်နေခြင်းဖြစ်တယ်သွေးမြေနိုင်ငံမြန်မာနိုင်ငံထဲမှာလည်းနေနေရမို့မြန်မာနိုင်ငံမြန်မာနိုင်ငံထဲမှာလည်းဟိုကနော် ရခိုင်ပြည်နယ်ထဲမှာလည်းသွေးမြေနိုင်ငံကြီးရှိနေရမို့ဒါကိုလည်းရခိုင်တိုင်းနာတွေအကုန်လုံးတိကျမှာပါပဲအင်းငါပေါ့ကိုစကားကိုမထားနော် ကြခင်မှာမင်းနေတဲ့နေရာကို AA နဲ့ PDF ပို့အောင်တဖို့နဲ့ရောက်ရှိလာမယ်ဆိုတော့မြို့လည်းအရှင်းမထားဘူးဆိုတော့လည်းတခါတည်းအတိပေးလို့တာအဲ့ဒါပြင်ကျွန်တော်တင်နယ်လင်နဲ့ PDF ပို့အောင်တဖို့နဲ့လည်းဘယ်လိုမှလဲအခုဆိုရင်နောင်ချုံနဲ့တောင်ခမ်းဒေတာအနည်းတကျော်မှရှိတဲ့စစ်ခွေးတက်တက်ကိုလည်းမောင်းထုတ်နေတာမလို့မကြခင်မှာတော့ကျွန်တော်တော်လိုင်းရဆူရဲနဲ့ပြတော့မှာမြေပြတ်မှရှိတဲ့ PDF တွေနဲ့အတူပူပေါင်းပြတော့မှာပါနော်စစ်ပွဲတွေကြီးကျယ်ပုံဖော်မယ်လို့မျှော်လင့်ရတာဖြစ်တဲ့ဒီကြားထဲမှာစစ်ခွေးတက်တက်အနေနဲ့ကတော့သူတို့လွတ်လွတ်ဆုံးဆုံးထားတဲ့စစ်ဌာနချုပ်တွေမြို့တွေ တမျိုးပြီးတမျိုးဖြစ်လာတဲ့ချိန်မှာကျွန်တော်တို့ PDF တပ်ဖို့ဝင်နေတာတိုင်းတားလင်းနဲ့ကန်တပ်ဖို့ဝင်နေကြတဲ့မှာစီလိုညီတို့မူပြိုခွက်တော့အောင်အခုဆိုရင်တွေးခွက်တက်ရှုံနေတော့မှဖြစ်ဖြစ်မှာသူတို့ရဲ့အကြံတွေရဆိုရင်မထားမြောက်တော့ဘူးဆိုတာကိုလည်းသူတို့တည်တည်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆုံးဗီဒီယိုတပိုးအနေနဲ့ဒိုင်ယာစစ်ကောင်စီတပ်ဖို့ဝင်နေကိုရှေ့တောင်းကိုပြန်ပို့လို့နေတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ထားတဲ့ဟာလေးကျွန်တော်စစ်ပီတို့မှကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တဲ့ကစကားသံအစီအစဉ်အနေနဲ့တပတ်ခောက်ကုတ်ကဲမှုအောက်ကစစ်တီတဝီသားပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်လောက်ခံအမှတ်440ချင်းမြန်တရင်မှစစ်တီတဝူပါ။ကျွန်တော်ပြပူချင်တာကတော့ကျွန်တော်တိုက်ပွဲမှာလက်နက်ကြီးထိပြီးဒဏ်ရာရခဲ့ပေမဲ့စေယုံကစင်ချိန်မှာတော့တက်မှာအနားမယူရပဲခြေတန်းမှာတာဝန်ပြန်ထမ်းဆောင်နေရပါတယ်။ကျွန်တော်စေယုံကစင်တော့စေယုံစင်စာရွက်မှာ စစ်စင်ရေးတာဝန်ထမ်းဆောင်ရန်မတင်းဆိုပြီးစေယုံကအမှတ်ချက်ရေးပေးလိုက်ပါတယ်။ဒါပေမဲ့စစ်စင်ရေးဘာလို့ပြန်ထမ်းဆောင်ခိုင်းတာလဲမသိလို့ပါ။အခုကျွန်တော်တန်ရာကမတက်တာသေးပါဘူး။ကျွန်တော်ကိုတမတော်စေယုံကစစ်စင်ရေးတာဝန်ထမ်းဆောင်ရန်မတင်းဆိုရင် ကျွန်တော်တို့တပ်ကလူကြီးတွေကဘာလို့ပြန်ထမ်းဆောင်ခိုင်းတာလဲဆိုတာကိုသိကြပါတယ်။ကျွန်တော်တန်ရာကခြေတော့မှာပါ။လမ်းလျှောက်လို့အစင်မပြေပါဘူး။စေယုံကအမှတ်ချက်တွေကိုအလေးမထားတဲ့သူတွေလောက်ငယ်သားတွေရဲ့ကျမရေးကိုခယူးမဆိုင်တဲ့သူတွေအကြောင်းကို အထက်လူကြီးတွေတည်အောင်ပြောပြပေးပါဒံရရနေတဲ့ကျွန်တော်တငယ်ချင်းတွေလည်းရှေ့တန်းမှာအခုအချိန်ထိတာဝန်ထမ်းဆောင်နေရတော့မှာဗျာလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတပ်မတော်သားအရာရှိစစ်သည်တွေအိမ်တော်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင်မက်ဆေ့ဘောက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ် ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါပဲနော်စစ်ကောင်စီရဲ့ဒီလိုမျိုးဒုက္ခိတတပ်ဖွဲ့ဝင်တွေတောင်းပါစာနာငယ်ညာမှုမရှိပဲတခုဆိုရှေ့တောင်းကိုပြန်ပို့လို့နေတယ်ဆိုတာကတော့ကျတို့အရင်ကတည်းကလည်းကြာဖို့ပြတာဖြစ်တယ်။မျိုးစာကိုအတင်းဖြစ်ခိုင်းနေတာနော်။ဒါကတော့ကျတို့အားလုံးလက်တည်ထားတဲ့အချိန်စစ်ကောင်စီရရှိတွေကတို့ကိုကြိုးတွက်ပဲကြည့်ပြီးတော့မှအောက်ရှေ့တပ်ဖွဲ့ဝင်တွေကတို့အတွက်အတိခံတိုက်ပေးနေတယ်ဆိုလို့လည်းကျတို့တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကနေပြမထုတ်ပေါ်ပြောကြားတာတွေလည်းခုရပိုင်ခက်စစိတ်ကြားနေရတာမလို့ ောက်ခြေမှာရှိတဲ့တမိသားစုဝင်တွေနဲ့အများဆုံးစိတ်ဖိုင်းဖြစ်ပြီးတော့မှပြည်သူ့ဘက်ကိုကူပြောင်းတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဟာဆိုတော့စကောင်စီကိုပြည်ပြင်ဖြုတ်ချမဲ့ပွဲတွေဖြစ်ပြီးတော့မှမကြခင်မှာတော့ကျွန်တော်တို့စကောင်စီတို့အိုးဆိုးထားတယ်ပေါ့နော်နေပြည်တော်ထိပ်တောင်မှတိမ့်လာနိုင်တဲ့အနေထားတွေကိုခုဆွန်ပိုင်ဆိုင်နေတာမို့လို့ကျွန်တော်တို့ပြည်သူတွေလုံးနဲ့ပြည်သူကိုချစ်မြတ်လို့တဲ့တပ်မိသားစုဝင်တွေနဲ့အများဆုံးကူပြောင်းပြီးတော့မှကျွန်တော်တို့ဒီတော်လိုင်းမှာထက်ထဲဝင်ပူပေါင်းပေါင်းကြပါဆိုလို့ပြောရင်းနဲ့ ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးထူးခြားဆုတောင်းပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချက်နဲ့ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။